မင်္ဂလာတုတ်ရတဲ့လူမိုက်ကြီးတွေဖြစ်တယ်။အဲ့ဒီမင်္ဂလာတုတ်မင်္ဂလာတုတ်ရလာတယ်ရဟာအစားဆုံးရတော့မိတ္တတုတ်လည်းလွတ်ရလားဒါပေမဲ့အဲ့ဒီအတိုင်းနေလာမေးမနေဘူး။အဓိကမင်္ဂလာတုတ်ဆိုတာကသူကမင်္ဂဆိုတာမကောင်းဘူးပါ။လဆိုတာဖြတ်တယ်လို့အဓိပ္ပာယ်ရ။မကောင်းမှုတွေကိုဖြတ်တယ်လို့အဓိပ္ပာယ်ရ။ဒါမကောင်းမှုတွေဖြစ်တာဒီတုတ်ရွတ်မှာဖြစ်တာလားဆိုတော့အဲ့လိုမဟုတ်ဘူးဒီတုတ်ထဲမှာပါတဲ့အတိုင်းလိုက်နာမှာဖြစ်တယ်ဒါဒီဒီဘောတရားကိုဒါကြောင့်လူမိုက်မပေါင်းတဲ့လူလိမ္မာကိုပေါင်းဆိုတာနဲ့စတာဆိုတော့ အဲ့ဒီဟာနဲ့ကြိုက်ညီရောမှာနောက်ကဟာတွေအကုန်လိုက်လာနော်အဲ့လူလိမ္မာကနေပြီးဟာမင်းဒီနေရာကတော့မနေတဲ့နေရာဖြစ်နေတယ်နော်ဒီနေရာဒီလိုနေရာမျိုးမှာမင်းနေအမလူလိမ္မာပြောပြမှာတခုစီအဲဒါမျိုးဒါမျိုးအဲ့ဒါကြောင့်ခုနရှင်အနန္ဒမီးတယ်လေအာမိတ်ဆွေကောင်းရှိခြင်းကအကျိုးထောက်ဝက်ကိုပြီးနေတယ်ဆိုအာမဟုတ်ဘူးဒီလိုမျိုးပြောနေမြတ်စွာဘုရားတန်မြေပြောတယ်မိတ်ဆွေကောင်းရှိရအကျိုးအလုံးပြီးစီတယ်တရားဝါတွေရတဲ့ ်မြတ်စွာဘုရားကိုစီးကပ်ရတဲ့အတွက်ကြောင့်မို့သစ္စာလေးပါးတရားကိုသိကြရတဲ့အတွက်သူအကျိုးအားလုံးပြီးသွားတယ်ဒီသဘောပဲအဲ့တော့မင်္ဂလာတို့ထဲမှာဆိုရင်အာဒီဝနာစပါလာနဲ့ပဏိတာနဲ့စတေဝနာပူဇာသပူဇာအဲ့သုံးခုလိုက်တာလိုက်တာနဲ့နောက်ဆုံးဟိုဝိရဇန်ခေမန်ဘာညာအဲ့ဒီအကုန်ရောက်နိဗ္ဗာန်ထိအောင်ရောက်ဒါအဲ့သဘောတရားအဲ့တော့မင်္ဂလာတို့ရတဲ့လူမိုက်မဖြစ်အောင်ငါတို့တင်ရပြောသွားတာအရင်မှန်တယ်နော်မင်္ဂလာတို့ရတဲ့လူမိုက်ကြီးတွေတဲ့ဟုတ်တယ် ။ဦးဇင်းတို့မြတ်စွာဘုရားသာသနာတော်ဟာအယုအဖက်ကိုဦးစားပေးတဲ့သာသနာမဟုတ်ဘူး။အကျင့်ကိုဦးစားပေးတဲ့သာသနာဖြစ်ပါတယ်။ဒီလိုပြောလို့မယုံမဖက်ရဘူးဆိုတဲ့သဘောကို ပြောတာမဟုတ်ပါဘူးနော်။မြတ်စွာဘုရားရဲ့ရွှေအာလုကနေထုံနှုတ်ပြီးဟောလိုက်တဲ့ပါဠိတော်လေးကိုအမျော်လောဘကင်းကင်းနဲ့ရွတ်ဖတ်တာဟာအမှတ်တမ်းမှကောင်းတဲ့အလေးထားဖြစ်ပါတယ်။သို့တော်လည်းပဲအယုအဖက်တစ်ခုတည်းနဲ့တော့ခရီးမရောက်ပါဘူး။ အကျင့်ပါမှခရီးရောက်ပါတယ်။ဒါကြောင့်ပြောကျင်တာကရွတ်ဖတ်တာလဲရွတ်ဖတ်ပါ။သို့တော့မိမိရွတ်ဖတ်နေတဲ့ပါဠိကာထာတော်များဤအတိတ်ဘယ်ကိုလဲသိအောင်လုပ်ပါ။ပြီးပြီဆိုရင်လည်းပဲသိတဲ့အတိုင်းကျင့်ကြံပါ။အဲ့ဒီလိုကျင့်ကြံမှတာလည်းနိဗ္ဗာန်ခရီးကိုပောက်ပါလိမ့်မယ်နော်။မေခွန်းတစ်ခုမေလျှောက်ခွင့်ပြုပါကိုတော့ဘာသာတရားကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ကဘာသာတရားကိုစော်ကားနေတဲ့မိစ္ဆာတွေကိုဆုံးမတင်ပါသလား။ ဥပမာသင်္ကန်းဝတ်ပြီးတော့ဘာသာကိုစော်ကားနေတဲ့ဘုန်းကြီးတွေကို ပြောတာပါကိုတော်ဖြေပေးတော်မူပါတဲ့အကျဉ်းချုပ်ပြီးဖြေပေးပါမယ်နော်မြတ်စွာဘုရားလက်ထက်ကသူဓမ္မယဟန်နဲ့စိတ်တကြွယ်ဆိုတာရှိပါတယ်သူဓမ္မယဟန်ဆိုတာစိတ်တကြွယ်ကိုးကွယ်တဲ့ယဟန်ပါစိတ်တကြွယ်ကတော့အနာဂံဖြစ်ပါတယ်တနေ့မှာအရှင်သာရိပုတ္တရာနဲ့တကွယဟန်တွေဟာစိတ်တကြွယ်ရဲ့အိမ်ကိုကြွလာပါတယ်အဲ့ဒီခါမှာစိတ်တကြွယ်က နောက်နေ့မနက်မှာစွမ်းကပ်ဖို့အတွက်အရှင်သာရိပုတ္တရာကိုလျှောက်ထားပါတယ်။ပြီးတဲ့အခါမှာသူကိုယ်ွယ်တဲ့သုဒ္ဓမယဟန်ကိုလျှောက်ထားပါတယ်။အဲ့ဒီအခါမှာသုဒ္ဓမယဟန်ကငါ့ကိုနောက်မှလာလျှောက်ရသလားဆိုပြီးစိတ်ဆိုးပါတယ်။နောက်နေ့မနက်စိတ်တကြွယ်အိမ်ကိုစားစွားကြတဲ့အခါမှာစိတ်တကြွယ်ကိုခေါ်ပြီးသင်ရဲ့အလှူမှာနှံပြစ်မှုလုံးနေတယ်ဆိုပြီးပြောပါတယ်။ဘာအဓိပ္ပာယ်နဲ့ပြောတာလဲဆိုရင်စိတ်တကြွယ်ဟာတထေးဘဝကိုမရောက်ခင်တုန်းကနှံပြစ်မှုရောင်စားရတဲ့သူစင်ရဲ့ဘဝကလာတာဖြစ်ပါတယ်။ ပင်ဘာသာတင်ဘလောက်ပဲလှူလူဘလောက်ပဲတန်းတန်းပင်ဟာနှံ့ပြမှုရောင်းစားတဲ့သူပဲဖြစ်တယ်ဆိုတဲ့သဘောမျိုးဖြင့်အဲ့ဒီစကားကိုဆိုလိုခြင်းဖြစ်ပါတယ်စိတ်တကြွယ်ဟာအနာဂံတည်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်စိတ်မဆိုးပါဘူးစိတ်မဆိုးတဲ့အပြင်ဒီယဟန်တော်လမ်းမကိုရောက်နေပြီငါပြုပြင်ပေးအောင်မှပဲဆိုတဲ့စေတနာနဲ့အရှင်ဖေဟာတခိဏပထတိုင်းသားတွေဟာတစ်ချိန်တုန်းကအနေနဲ့အရရက်ကိုကုံရောင်းကုံသွဲထပ်ပါတယ်အဲ့ဒီလိုကုံရောင်းကုံသွဲထွက်တဲ့အခါမှာ ူတို့မှာပါလာတဲ့ကြီးဖို့လေးနဲ့တခြားနယ်ကကြက်မလေးအကြောင်းပါပြီးကြီးမကြကြက်မကြတဲ့အကောင်လေးတကောင်မွေးပါတယ်။អော်တဲ့အခါမှာလဲကြက်လို့လဲမអော်ကြီးလို့လဲမអော်អောက်ကလေးအားလို့អော်ပါတယ်။အရှင်ဘုရားလဲအဲ့ဒီဥပမာတိုင်းပါပဲ။ယဟန်ဖြစ်ပါလျက်နဲ့ယဟန်စကားကိုလဲမဆိုလူစကားကိုလဲမပြောပဲဟိုမရောက်ဒီမရောက်អောက်ကလေးအားစကားကိုပြောတာဖြစ်ပါတယ်။အဲ့ဒီလိုလောက်တာဟာမကောင်းပါဘူးဆိုပြီးတော့တတိပိစကားပြောကြပါတယ်။ ဲ့ဒီခါမှာသူဓမ္မယဟန်ကဆိတ်ဆိုးပြီးဖရာထံကိုသွားရောက်လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကသူဓမ္မယဟန်တင်မာတာဖြစ်တဲ့အတွက်စိတ်ဓာတ်တွေကိုတောင်းပန်လိုက်ပါဆိုပြီးခိုင်းပါတယ်သူဓမ္မယဟန်လည်းကိုအမားကိုကိုတည်ပြီးတော့စိတ်ဓာတ်တွေကိုပြန်ပြီးတောင်းပန်လိုက်ပါတယ်နောက်ဆုံးမှာမြတ်စွာဘုရားပြည့်တဲ့ကမ္မထံကိုအားထုတ်ပြီးသူဓမ္မယဟန်လည်းယဟန်တာဖြစ်သွားပါတယ်ဒါကြောင့်ပြောကျင်တာကယဟန်ပဲဖြစ်စေလူပဲဖြစ်စေမှားနေပြီဆိုရင်တော့ထောက်ပြပေးကောင်းပါတယ်သို့တော်လည်းပဲ ထောက်ပြပေးတဲ့နေရာမှာပုဂ္ဂိုလ်ရေးအာဃာတအညွှန်းသဘောမျိုးနဲ့ထောက်မပြပဲလမ်းမှန်ရောက်ပါစီဆိုတဲ့သဘောမျိုးနဲ့ထောက်ပြပေးတာကတော့ကိုရွေးအသင့်တော်ဆုံးဖြစ်ပါတယ်နော်အရှင်ဖရာတပည့်တော်လျှောက်ထားတာနှခါရှိပါပြီဖရာအရက်သေးစားတောက်စားပြီးမှဖရာရှိခိုးတာအပြစ်ဖြစ်လားအရှင်ဖရာဖြေပေးတော်မူပါအောင်အရှင်ဖရာတဲ့ဖရာရှိခိုးတာကတော့အပြစ်မဖြစ်ပါဘူးကုသိုလ်ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင် ဖျားရှိခိုးတဲ့အလုပ်ဟာကုသိုလ်အလုပ်ဖြစ်ပါတယ်။ကုသိုလ်ဆိုတာကတစ်အပြစ်ကင်းပါတယ်၊နှစ်ကောင်းကျိုးကိုပေးစေပါတယ်။အပြစ်ကင်းပြီးကောင်းကျိုးပေးတဲ့ဖျားရှိခိုးကုသိုလ်အလုပ်ကိုလုပ်တာဟာဘယ်အချိန်ပဲဖြစ်ဖြစ်လုပ်ကောင်းပါတယ်။နော်။သို့တော်လည်းပဲဖျားရှင်ကအရက်သေးစားတောက်စားတာကိုလုံးဝမကြိုက်ပါဘူး။ဖျားမကြိုက်တဲ့အရက်သေးစားကိုတောက်စားပြီးဖျားရှိခိုးခြင်းဟာဖျားရှင်ကိုမလေးစားတဲ့သဘောတက်ရောက်နေပါတယ်။ဒါကြောင့်မနေနိုင်လို့အရက်တောက်ချင်တယ်ဆိုရင် ခဏအောင့်ထားပြီးဖျားရှိခိုးပြီးမှတောက်ပါ နော်ဒီတကာကြီးတွေကမတောက်ပါနဲ့လို့တားလဲရမှာမဟုတ်ပါဘူးဖုံဖုံတည်ကျင်လို့ပါအပြစ်ရှိရင်ကတော့ပါဖျားမျက်စွာဖျားကအိမ်ထောင်ပြုတ်ခလေးရတယ်ဒါကြောင့်မို့တောထွက်လို့ပြောနေပါတယ်တဲ့မှန်တယ်လေဦးစင်းတို့ကိုးကွယ်တဲ့မျက်စွာဖျားကလူဝတ်ကြောင်ဘဝတုန်းကရတော်ရရာဆိုတဲ့ဇနီးတယောက်ရဲ့ရာဟုလာဆိုတဲ့တားလေးတယောက်ရဲ့ရှိပါတယ်ဒါကြောင့်ဦးစင်းတို့ကိုးကွယ်တဲ့မျက်စွာဖျားကတောထွက်ပါနော် ဒီနေရာမှာပြောစရာတခုရှိပါတယ်တချို့အသက်ကြီးမှဝတ်တဲ့တောထွက်ဦးစင်းကြီးတွေကသူတို့ကိုတောထွက်ကြီးတွေလို့ပြောရင်သူတို့ကသဘောမကျတဲ့အတွက်တပည့်တော်တို့အရှင်ဖျားတို့ကိုးကွယ်တဲ့မြတ်စွာဘုရားလည်းတောထွက်ပဲဆိုပြီးပြန်ပြောတတ်ကြပါတယ်အဲ့ဒါတော်တော်များများတွေ့နေရပါတယ်နော်တခါတုန်းကဦးစင်းနဲ့အဲ့ဒီတောထွက်ဦးစင်းကြီးတစ်ပါးအလှူတစ်ခုမှစုံဘူးပါတယ်အဲ့ဒီလိုစုံတဲ့အခါမှာတခြားကိုတော်တစ်ပါးကတောထွက်ဦးစင်းကြီးလို့ပြောလိုက်တဲ့အတွက်အဲ့ဒီဦးစင်းကြီးက အရှင်ဖျားတို့တပည့်တော်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားလည်းတောထွက်ပဲအတူတူပါပဲဆိုပြီးပြန်ပြောပါတယ်အဲ့ဒီကာမဥစဉ်ကအရှင်ဖျားမခိုင်းနိုင်တဲ့တာကိုမခိုင်းနိုင်နဲ့တပည့်တော်တို့မြတ်စွာဘုရားတောထွက်ဖြစ်တယ်ဆိုတာဓမ္မတာအရာဖြစ်ရတာအရှင်ဖျားကမနေနိုင်လို့အိမ်ထောင်ပြုတ်ပြီးအိမ်ထောင်ကွဲလို့အသက်ကြီးမှသာသနာ့ဘောင်ထဲဝင်ပြီးတောထွက်ဖြစ်တာမတူဘူးမခိုင်းနိုင်တဲ့တာကိုမခိုင်းနိုင်ပါနဲ့လို့ပြောရပါတယ်တချို့တောထွက်ဥစဉ်ကြီးတွေကအဲ့ဒီလိုပဲနော် ူတို့လည်းတောထွက်ဖះလည်းတောထွက်ဆိုပြီးတော့ဖះနဲ့ဂုံတုကိုပြိုင်တုတ်ပြီးပြောတတ်ကြတဲ့အချင်းရှိတယ်အဲ့ဒါကတော့လုံးဝမလုပ်ကောင်းဘူးเนาะဖုံဖုံဖះမိခွန်လေးမေးလျှောက်ခွင့်ပြုပါဖះသူများသားများကို ဖြည့်ဆည်းနေတယ်တေးရင်ဘယ်ဘဝရောက်နိုင်လဲဖြည့်ချားပေးပါဖះတဲ့သူများသားများကိုစော်ကားတဲ့ပုံကိုယ်တွေဟာတေလွန်တဲ့အခါမှာလောဟကုန်ပြီဆိုတဲ့ငရေကိုကြောက်ရောက်တတ်ပါတယ် လောဟကုံပီဆိုတဲ့ငရဲဟာအမတန်ပူပြင်းတဲ့ကျင်းလီရေတွေနဲ့ပြည့်ကျက်နေတဲ့ငရဲပါငရဲရဲ့အကျယ်ကယူဇနာ60ရှိပါတယ်ငရဲရဲ့အပေါ်ကနေအောက်ကိုမြုပ်သွားမယ်ဆိုရင်အနှစ်3000ကျာမှအောက်ကိုရောက်ပါတယ်အောက်ကနေတခါအပေါ်ကိုပြန်ပေါ်မယ်ဆိုရင်အနှစ်3000ကျာမှအပေါ်ကိုရောက်ပါတယ်အဲ့ဒီလောဟကုံပီအမည်ရှိတဲ့ငရဲမှာသူများသားများကိုစော်ကားတဲ့ပုဂ္ဂိုလ်တွေခံစားရပါတယ်ငရဲကလွတ်လာပြန်ပြီဆိုရင်လည်းပဲ ဲ့ဒီသူများသားများကိုစော်ကားတဲ့ပုံကိုယ်တွေဟာမိမမဟုတ်ယောက်ျားမဟုတ်နှပုံပန်းတို့တွေဖြစ်တတ်ပါတယ်နော်အရှင်ဖေရအိမ်ပေါ်ဖွတ်တဲ့ရင်လက်တိတ်တယ်လို့ကြားဘူးပါတယ်အဲ့ဒါဟုတ်ပါသလားတပည့်တော်အိမ်သားမှာဖွတ်တွေ့ရှိလို့ပါတဲ့အိမ်ပေါ်ဖွတ်တတ်မှာကိုကြောက်ပုံရတယ်နော်အိမ်ပေါ်ဖွတ်တဲ့ရင်လက်တိတ်လားမတိတ်လားတော့မသိဘူးဦးစင်းနဲ့ယင်းနေတဲ့တကားတယောက်ကတော့သူ့အိမ်ပေါ်ကိုဖွတ်တတ်လို့ဆိုပြီးအဲ့ဒီဖွတ်ကြီးကိုရိုက်တက်ပြီးချက်စားလိုက်တယ်နော် ခင်းစားတော့ရသွားတာပေါ့ဦးစင်းတို့မြန်မာလူမျိုးတချို့ဟာမလိုလားအပ်တဲ့အယူဆတွေတော်တော်ယူဆပါတယ်တခါတုန်းကစာအုပ်တအုပ်မှာဖတ်ဘူးလိုက်တယ်နှစ်ထပ်အိမ်တလုံးစောက်ပြီးတဲ့နေ့မှာပဲရထာနာလို့ဆိုပြီးအိမ်ပိုင်ရှင်တွေကအဲ့ဒီနှစ်ထပ်အိမ်ကြီးကိုပြစ်ထားခဲ့ပြီးတော့တခြားကိုပြောင်းသွားကြပါတယ်နှမျိုးဖို့ကောင်းလိုက်တာနော်ဘာကြောင့်အဲ့ဒီအိမ်မှာဆက်မနေတာလဲဆိုရင်လရနားသွားတဲ့အိမ်မှာနေပါကအိမ်သူအိမ်သားတွေခိုက်ပြီးလက်တိတ်တက်တယ်တဲ့ အဲ့ဒါကြောင့်မနေတာဆိုပြီးထားသွားကြတာเนาะတရုတ်လူမျိုးတွေရဲ့အယူအဆကတော့အိမ်ပေါ်လရနားမယ်ဆိုရင်အဲ့ဒီအိမ်ပေါ်မှာနားနေတဲ့လရဟာအနောက်ဘက်ကိုအန်ချလိုက်ပါကအဲ့ဒီအိမ်စီးပွားတတ်တယ်ဆိုပြီးယူဆပါတယ်ဘယ်အယူအဆမှမမှန်ပါဘူးเนาะလရဆိုတာငှက်လေသူ့အတောင်ကြောင်းရင်နားမှာပေါ့လရနားတာနဲ့ပဲစီးပွားတတ်တယ်စီးပွားပြတ်တယ်ရှိမလားနည်းနည်းစဉ်းစားကြည့်ပါเนาะအဲ့ဒီတိုင်းပဲဖွတ်ဆိုတာလည်းတရိတ်ဆန်လေး အခက်မသိလို့သူတက်ချင်ရင်တက်မှာပေါ့ဖွတ်တက်လို့လက်တိတ်တယ်ဆိုတာဟာတည်တည်ချာချာစဉ်းစားကြည့်မယ်ဆိုရင်လုံးဝယုတ်တိမရှိပါဘူးเนาะလက်တိတ်ရတဲ့အကြောင်းရင်းကအကုသိုလ်ကံကြောင့်လက်တိတ်ရတာပါ အကုသိုလ်ကိုများများလုပ်တဲ့အိမ်ဟာများများလက်တိတ်ပါတယ်เนาะဒါကြောင့်လက်တိတ်တာကိုအလိုမရှိဘူးဆိုရင် အကုသိုလ်ကိုရှောင်ပြီးကုသိုလ်ကို များများလုပ်ပါဖွတ်တက်ခြင်းမတက်ခြင်းနဲ့ဘာမှမဆိုင်ပါဘူးเนาะ ဘာဖုံးကြီးငရဲပြေနဲ့ပြေဆိုတာတကယ်မရှိပါဘူးဗျနောက်ဘဝဆိုတာလေဖုံးကြီးတွေပါဇက်ထဲမှာပဲရှိတာပါဗျသက်တည်ပြနိုင်တာလေအခုထိမရှိသေးပါဘူးဖရားတဲ့ဘာဖုံးကြီးတော့မလုပ်ပါနဲ့ဘာဖုံးလေးတော့လုပ်ပါနော်တကာတော်လူလူမျိုးတွေကမျက်စွာဖရားလက်ထက်မှာလည်းရှိပါတယ်တကာတော်ကကိုယ်တိုင်မမြင်လို့သူများပြောတာနဲ့မယုံဘူးဆိုတဲ့သဘောကိုပြောချင်တာပါကိုယ်တိုင်မမြင်လို့သူများပြောတာမယုံရင်တကာတော်မမွေးခင်ကတကာတော်ရဲ့မိဘနှစ်ပါးကိုမြင်ဘူးပါတလား မမြင်ဘူးပါဘူးเนาะအပြင်လောကရောက်မှဒါကမင်းရဲ့အဖေနဲ့အမေဖြစ်တယ်လို့ပြောပြမှကိုယ့်ရဲ့မိဘအဖြစ်လက်ခံယုံကြည်တာပါကိုတိုင်မမြင်လို့သူများပြောတာမယုံရင်ကိုယ့်ရဲ့မိဘနှစ်ပါးကိုလည်းဘာဖြစ်လို့ကိုမိဘအဖြစ်လက်ခံယုံကြည်နေမှာလဲကိုတိုင်မမြင်လို့သူများပြောတဲ့အတွက်ကိုမိဘနှစ်ပါးပေါ်မှာလည်းတန်တရားဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မိဘအရင်ဟုတ်မဟုတ်ဒီကနေ့ခေတ်ဒီဟန်လေးဤပညာနဲ့စိတ်ကြည်ရင်သိနိုင်ပါတယ်ဒါကဥပမာပါအဲ့ဒီဥပမာအတိုင်းပါပဲ ဦးစင်းတို့မြတ်စွာဘုရားကငရေပြည်တွေ၊နတ်ပြည်တွေနောက်ဘဝတွေတကယ်ရှိတယ်ဆိုတာကိုဟောကြားတဲ့အခါမှာယုံကြည်လက်ခံမှုမရှိတဲ့လူတို့ယုံကြည်လက်ခံပြီးသိမြင်လာအောင်နိလန်းတွေပေးခဲ့ပါတယ်။အဲ့ဒီလိုပေးခဲ့တဲ့နိလန်းတွေကိုကျင့်သုံးပြီးမကြည့်ဘဲနဲ့ငရေပြည်တွေ၊နတ်ပြည်တွေနောက်ဘဝတွေဆိုတာမရှိပါဘူးလို့ဖေးထိုင်ပြီးဖူပြောနေမယ်ဆိုရင်ပြောတဲ့သူရဲ့အပြစ်သာဖြစ်ပါတယ်။တချို့အရာတွေကလက်စုပ်လက်ကင်ချပြလို့ရတာမှန်ပေမဲ့တချို့အရာတွေကတကယ်ရှိတော်လဲပဲ လက်စုံလက်ကင်ချပြလို့မရဘူးเนาะကိုယ်တိုင်ကျင့်သုံးပြီးကြည့်မှသိနိုင်တာဖြစ်တယ်။ကဲနောက်ဘဝရှိမရှိဆိုတာကိုဗီဒီယိုဖိုင်လေးတစ်ခုပြပေးမယ်เนาะနံပါတ်9အတိတ်ဘဝကနေတိုင်းမှုအလုံးကိုမှတ်မိခဲ့သူနံပါတ်9နေရာမှာရှိနေတာကတော့ Scotland နိုင်ငံ Glasgow မြို့က Cameron McCallie ဆိုတဲ့ကလေးငယ်တစ်ယောက်ပဲဖြစ်ပါတယ်။အဲဒီကောင်လေးကသူ့ရဲ့အတိတ်ဘဝကိုအသက်2နှစ်အရွယ်မှာကတည်းကမှတ်မိနေခဲ့တာပါ သူရဲ့ပြောစကားအရာတော့သူကဘာရောဆိုတဲ့ကျွန်းတွုံးပေါ်မှာမိခင်ဖြစ်သူနဲ့နေထိုင်ခဲ့သူတယောက်ဖြစ်တယ်လို့ဆိုပါရယ်။ဒါပြင်သူကအရင်ဘဝကဖခင်ဖြစ်သူရဲ့နာမည်ရင်းကရှောင်ရောဘတ်ဆိုတာကအစမှတ်မိနေခဲ့ပါရယ်။သူရဲ့အတိတ်ဘဝကဖခင်ဖြစ်သူကကားဆိုင်မှုတစ်ခုမှာအသက်ဆုံးမခဲ့ရပြီးကွယ်လွန်ခဲ့တယ်လို့လည်းပြောခဲ့ပါသေးတယ်။ အရင်ဘွားကဘာရာကျုံးမမနေထိုင်ခဲ့တဲ့ပုံစံတွေကိုပကြီးဖြစ်ရေးဆွဲခိုင်းခဲ့ရမှာလေသူ့အိမ်ပုံစံကိုရေးဆွဲပြခဲ့ပြီးသူ့ရဲ့ခွေးကိုအစာကျွေးတဲ့ပုံရိပ်တွေကိုပါရေးခဲ့ပါတယ်သူကအတိတ်ဘဝမှာဗရင်မောက်ပါတဲ့အခန်းတစ်ခုမှာနေထိုင်ခဲ့တယ်လို့သိရပြီးအမြဲတမ်းလိုလိုဗရင်မောက်ကနေရှုခင်းတွေကိုကြည့်ပြီးတော့အပန်းချီလေးရှိတယ်လို့လည်းသိရပါတယ်ကောင်းလေးပြောတဲ့နေရာနဲ့အိမ်ကအပြစ်မှာအမှန်တကယ်ရှိမရှိဆိုတာကိုလည်းတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာ1960နဲ့1990ခုနှစ်က စောင့်လုပ်ခဲ့ပြီးတော့အခုချိန်မှာဆိုရင်တော့အင်ဂျက်ကြီးတစ်ခုလိုဖြစ်နေတဲ့အင်ဂျီကိုတွေ့ခဲ့ရပါသေးတယ်။နောက်ပြီးကောင်လေးရဲ့ပျော်စကားတွေကအတိုင်းအဲ့ဒီအင်ဂျီတွေကပစ္စည်းတွေကအမှန်တကယ်ပြရှိနေခဲ့ပါတယ်။ကဲဒါဆိုရင်နောက်ဘဝရှိတယ်မရှိဘူးဆိုတာကိုသိလောက်မယ်ထင်ပါတယ်နော်။ဖုံဖုံတပည့်တော်ကိုဖယားရှင် ပထမဆုံးပြောခဲ့တဲ့စကားသုံးခုကို ဖြည့်ပေးတော်မူပါဖုံဖုံတဲ့။ဖယားအလောင်းပြောခဲ့တဲ့ပထမဦးဆုံးစကားသုံးခုက၁ အဂောဟမတမိလောကတ2စေထောဟမတမိလောကတ3တေထောဟမတမိလောကတပဲဖြစ်ပါတယ်အဓိပ္ပာယ်က1အဂောဟမတမိလောကတငါသည်လောက3ပါးတွင်အမျက်ဆုံးဖြစ်၏2စေထောဟမတမိလောကတငါသည်လောက3ပါးတွင် အကြီးဆုံးဖြစ်၏3တေထောဟမတမိလောကတငါသည်လောက3ပါးတွင် အချင်းမွားအဆုံးဖြစ်၏လို့ဆိုလိုခြင်းဖြစ်ပါတယ်အရှင်ဘုရားကာမိတုမိစ္ဆာစာရကံဆိုတာ ပေါင်းသိဆက်ဆံမလားထိတာလောက်နဲ့ကံထိုက်ပါသလားဘုရားတဲ့ကာမိတုမိစ္ဆာစာရကံမြောက်ကြောင်းအင်္ဂါ၄ချက်ရှိပါတယ်အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁မတော်လာအပ်သောမိမဖြစ်ခြင်း2ထိုမိမကိုမှီဝဲလိုသောစိတ်ရှိခြင်း3လုံလပြူခြင်း လေးတာယာခြင်းတို့ဖြစ်ပါတယ်။ပေါ်ပြပါအင်္ဂါ၄ချက်နဲ့ညီမယ်ဆိုရင် ကာမေတုမိစ္ဆာစာရကံထိုက်ပါတယ်။ပါမန်ထိယုံများနဲ့တော့ကာမေတုမိစ္ဆာစာရကံမထိုက်ပါဘူး။သို့တော်လည်းပဲမိထုံငယ်9ပါးဆိုတာတော့ရှိပါတယ်။မိထုံငယ်9ပါးကဘာတွေလဲဆိုရင်၁အမျိုးသမီးဤပြုစုမှုကိုတာယာခြင်း၂အမျိုးသမီးဤရေမောပြောဆိုမှုကိုတာယာခြင်း၃အမျိုးသမီးနှင့်အကြည်ချင်းစုံပြီးတာယာခြင်း လေအမျိုးသမီးဤရေတံကိုနားထောင်ပြီးตายရခြင်းငါအမျိုးသမီးနှင့်တွေ့ဘူးစုံဘူးဓာတွေကို တွေ့တော်ပြီးตายရခြင်း6ဇနီးမောင်နှံနှစ်ဦးဤဘဝကိုတွေ့တော်ပြီးตายရခြင်း9အကျင့်ဖြင့်နှစ်ဖြစ်မှုကိုတွေ့တော်ဆင်ခြင်ပြီးตายရခြင်းတို့ဖြစ်ပါသည်ဖော်ပြပါအင်္ဂါ9ချက်ထဲမှာ1အမျိုးသမီးဤပြုစုမှုကိုตายရခြင်း2အမျိုးသမီးဤရေမောပြောဆိုမှုကိုตายရခြင်း 3အမျိုးသမီးနှင့်အကြည့်ချင်းစုံပြီးตายရခြင်း4အမျိုးသမီး၏ရေတံကို နားထောင်ပြီးตายရခြင်း5အမျိုးသမီးနှင့်တွေ့ဘူးစုံဘူးသူကိုတွေ့တော်ပြီးตายရခြင်းဆိုတဲ့အချက်တွေပါတာကြောင့်ကာမိတုမိစ္ဆာစာရကံမထိုက်ရင်တောင်မှအဲ့ဒီအင်္ဂါရက်တွေနဲ့ညီညွတ်နေမယ်ဆိုရင် အကုသို့တော့ဖြစ်ပါတယ်